ကျွန်တော်ကတပညာတွေမသင်ခဲ့ရဘူးဘုန်းကြီးကျောင်းမှာကိုင်းသုံးဝလူချွတ်ပြီးကြတဲ့စလစ်နဲ့ဆငါးနဲ့သားကြတဲ့ကျွန်တော်တောင်သူလုပ်ငန်းကိုလုပ်ခဲ့အောင်အစကတော့ဒီပသိန်းကြီးဒီဘက်နယ်မှာ ရောက်တဲ့ခါကျတော့ကျွန်တော်လယ်လေးသို့ရေကနွားလေးတစ်စင်းနဲ့စားခဲ့ဟုတ်တယ်ဗျဟိုးအဆုံးမပြောတဲ့အထိအဲ့ရနေပြီးတော့ဟိုးပသိန်းကြီးဟွာဆိုင်ပုတ်မိုင်ကုန်းရွာကျေထိဧကဟွာပေါ့ဒီပသိန်းကြီးနယ်တဲ့မှာလယ်မြေက ရာချီတယ်ခင်ဗျ

ပြတိုင်းသဘောမျိုးလေးလောက်ထားတာပေါ့ဟာဟုတ်ပြပေးပါဟုတ်ကဲ့လာပါခင်ခစ်ဆက်ဆက်ပေါ့စံပြိုးသဘောထုတ်တော့ပလက်ဆက်စံပြိုးသဘောထုတ်လို့တဲ့ခါကျတော့ကျွန်တော်ကိုဟွာပေါ့2000စနစ်ကကြတော့ထွန်တုံးကောင်းဆုံးစုမြန်မာနိုင်ငံမှာကျွန်တော်ရခဲ့2013ကြတော့စံမျိုးသဘာထုတ်လုပ်တဲ့စံပြတောင်သူစုဒါ2014စံမျိုးသဘာထုတ်လုပ်မှုထူးကျွန်တောင်သူစုဒါ 2014မှာဒါဟို FA အာရှပတိဘိတ်ဆိုင်ရာအပေးတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာယူခဲ့တဲ့ဆုကျွန်တော်ကဟွာလေးဒီမြန်မာနိုင်ငံရဲ့တောင်သူရဲ့ကိုစားပြုကျွန်တော်ကစံပြတောင်သူပေါ့နေနဲ့ကျွန်တော်ကဒီစံမျိုးသဘာတွေကိုထပ်မြန်မာပြည်တပြည်လုံးကိုမျိုးသဘာတွေကိုကျွန်တော်ကကိုကျိုးမတော်ဖန်နဲ့တောင်သူတွေတွက်ကိုကျွန်တော်ကဆောင်ရွက်လုပ်ပေးခဲ့သည့်တွက် ကျွန်တော်ရတာပါ ကျွန်တော်ကငကိုကတရားဦးမြို့နယ်မိုးချိုးရင်းရွာကလယ်သမားကြီးဖားဖြစ်သူဥထွန်းကြီးဒေါ်တင်မေတော်ကမွေးထားတဲ့လယ်သမားသာသမီပါလားကျွန်တော်ကတမ်းပညာတည်းမသင်ခဲ့ရဘူးဘုန်းကြီးเจ้าမှာကွင်းသုံးဝလူချွတ်ပြီးကြတဲ့စလင်းနဲ့ဆန်ငါးနဲ့သားကြတဲ့ကျွန်တော်တောင်သူလုပ်ငန်းကိုလုပ်ခဲ့အောင်ဆန်ငါးနဲ့သားရွယ်ကြတဲ့ကျွန်တော်လုပ်ခဲ့အစကတော့ဒီပသိန်းကြီးဒီဘက်နယ်မှာရောက်တဲ့ခါကျတော့ကျွန်တော်လယ်လေးသုံးရီက နွားလေးတစ်စင်းနဲ့စားခဲ့။အဲအဲ့နဲ့ဖြည်းဖြည်းနဲ့ရလာတဲ့ဟာလေးတွေကျွန်တော်ဝယ်ပြီးသူ့ဆောင်ပြီးတော့လယ်မြတ်စေကဆန်ခါးကဖြစ်လာတဲ့ခါကျတော့ကိုလုံးဆက်ကလေးရယ်။ကိုလုံးဆက်ကလေးကတော့ဧကရီများလာတဲ့ခါကျတော့ကျွန်တော်လက်ထုံးဆက်ကြီးတွေခုဆိုလက်ထုံးဆက်ဆို၃သီးရှိတယ်။အဲ့တော့ရိတ်သိမ့်ချွေလေးဆက်ဆို၂သီး။အကုန်လုံးဒီမြောင်းနေဆယ်ဖို့ဘဖိုးကစခုကြဆက်သရာကုန်ပြည့်စုံသွားတာခုတော့ကျွန်တော်လဲမြင်နေမဟုတ်ဘူးချမ်းနေပါ ပြေဝင်းလည်းမှာလဲကျွန်တော်ချမ်းအကုံပြောင်းမှုပကတိရအကုံတော့ငတ်တနည်းအကုံတော့မျိုးစုံပဲကျွန်တော်ဒီဘက်ဆိုလဲအဲသရစိတ်တလုံးသရချမ်းနေအကုံလုံးလောက်တယ်ဗျအခုဟာအဲ့လိုဝဲလာနိုင်ဖို့လေဘလို့ချိုးချဲ့ချူတာခဲ့ရလဲအဲ့ဒါအဲကျွန်တော်ကတော့ဟိုအဲ့ဒါတော့ကျွန်တော်ကရရအကုံစုရယ်အမှန်တမ်းပြောလို့ဆိုရင်ကျွန်တော်မျိုးတဲ့လဖေးဆိုင်တော့ကျွန်တော်မရောက်ဘူးခုထိခုထိအာ ဒီမိတ်ဆွေတွေဘာလို့ဟိုတည်းပြုမှသာကျွန်တော်ဘယ်မှမသွားဘူးဒါမိုးနှမ်းပေါ့ဟိုရှစ်ချံမှာရိုက်ဒါရာထဲမှာစိုက်တဲ့ဟာတရချံထဲမှာစိုက်တာဟာဒီရလာတဲ့နှမ်းနဲ့အကုန်လုံးကထိန်ကြလို့ရှင်ဘုံကြီး ရဟန်းတန်ခါလူတွေချက်ပြိုးသူအကုန်လှူမှာရှားရနှမ်းစီစီကျိတ်ပြီဟာဟဲ့ဤကသာအကုန်ပေါ့နေတယ်ဟုတ်တယ်ဗျဟိုးအဆုံးကပြောတဲ့အထိအဲ့ရနေပြီးတော့ဟိုးပသိင်းကြီးဟွာဆိုင်ပုတ်မိုင်ကုန်းရွာကျေထိဧကဟွာပေါ့ဒီပသိင်းကြီးနေတဲ့မှာလက်မြေကရာချီတယ်ကကျွန်တော်ဆိုလို့ရှိရင် ဒီတခြားလုပ်ငန်းတွေတိုးချဲ့လုပ်လို့ကျွန်တော်လုံနိုင်တဲ့နေထိုင်ရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့စိုက်ပျိုးရေးကျွန်တော်ရဲ့ဒီလေယာဉ်ကြီးလည်းပတ်သက်လို့ဆိုရင်ကျွန်တော်တံပိုးထားတယ်လေယာဉ်ကြီးတွေကိုလည်းအဓိကထားပြီးတော့ပဲကျွန်တော်မြန်လို့တော့ကျွန်တော်ဒီဒီမှာဆိုကျွန်တော်လေခွင်မရှိတော့ဘူးအဝင်တော့ကျွန်တော်ဒီလေယာဉ်မြေကိုပဲအဓိကထားပြီးကျွန်တော်လုပ်တယ်။ဟာကျွန်တော်ကတစ်နှစ်ကိုသူများမလုပ်တော့လုပ်ကိုလုပ်တယ်။ဟိုတော့ကကျွန်တော်တို့မြေဥဖလာတစ်နှစ်မှတသီးသားပဲလုပ်တယ်။ကျွန်တော်တို့ငယ်ငယ်တော့ ကျွန်တော်ဒီဘက်မှာပသိဉ္ကြီးဒီဘက်ကိုခြေချတဲ့ခါကျတော့စေတော့ဖြစ်သည့်တွေ့တစ်နှစ်ကိုကျွန်တော်သုံးသီးသားလှုပ်တယ်သုံးသီးသားလှုပ်တဲ့ခါကျတော့ခုဆိုရဲအဲစန္ဒလာပိုင်းဆိုရဲကျွန်တော်ဟိုကောက်ကြီးစပားတွေရိုက်ပြီစတလာပိုင်းကိုလည်းရိုက်ပြီစန္ဒလာပိုင်းနဲ့ဆိုရင်ကျွန်တော်ပဲဆိုင်မယ်ပဲရနေပြီသုံးလပိုင်းနဲ့ရိုက်ပြီဆိုလို့ရှိရင်တစ်ခါပြန်ပြီးတော့လေးလပိုင်းနဲ့မှကျွန်တော်နှမ်းဆိုင်တယ်မိုးကြိုဆိုင်တယ်တစ်နှစ်ပတ်လည်လုံးကျွန်တော်300စီလှုပ်ခဲ့တယ် အဲ့လိုလုတ်ခဲရနေပြီးကျွန်တော်အကျိုးမြတ်တွေရလာတယ်ရလာတဲ့ဟာကိုခုကြတော့ကျွန်တော်ဟိုဆင်ပြေလာတဲ့ခါကြတော့ရလာတဲ့ဟာကိုမျိုးစိစားစိဖယ်ပြီးတော့ဂျန်တဲ့ကိစ္စကိုကျွန်တော်တောင်သူတွေကိုလည်းမျှဝေပေးတယ်ကျွန်တော်မစီစင်ရသားတွေလည်းကျွန်တော်လှူတယ်အဲပညာသင်စေတွေလည်းကျွန်တော်အများကြီးထောက်ပံ့တယ်ဘာသာသာသနာတွက်ဆိုလည်းကျွန်တော်အများကြီးလုပ်ပေးခဲ့တယ် ။ဘာငားတွေဘာတွေသိစားတော့ပါဘူးသိမတရားကြီးမရှိဘူးလေ။ဟုတ်။ကိုချံထွက်တဲ့အသီးနာပါညာအဓိကအဲ့ဒါပဲအဓိကစားရတယ်။ပဲဆိုလဲပဲဗျာ။စံဆိုလဲကျွန်တော်တို့ကမဝယ်ရဘူးလေကိုလေကထွက်တဲ့စံ။နှမ်းနေပါရဲ့လဲကျွန်တော်ကရွာဘက်လဲယာမြေလဲရှိတာကိုစိုက်တက်ကနှမ်းစီလို့ပဲစီလို့ဆိုရလဲမဝယ်ရဘူးဗျ။ထူလုံးနဲ့လေအဲ့တော့စားသေးသောသေးကထူကုန်တာမရှိဘူးဟာဒါကြတော့ထိုင်းနိုင်ငံက တောင်းရလှုပ်လို့ရတယ်စုဒါကကျွန်တော်ပေါ့စံမျိုးသဘောထိုးလို့ရတယ်စုဒါကနယူးစီနာနွားနို့စုဒါတော့ဘေးသမီးတော်ဗီရိတုံတော့ဒါကြတော့အိန္ဒိယကဂျန်ဆိုင်လို့ရတော့ပေးတယ်စုဒါကြတော့ချိုင်းနာတရုတ်ငါးမွေးမြူရေးတွေရတယ်စုအဲ့လိုဗျနိုင်ငံတွေကြားဖြတ်ကျော်လို့ရခဲ့တာဟုတ်ပါတယ်ခင်ဗျအာစပ်ပတိဘိတ်ဆိုင်ရာနိုင်ငံတွေကကျွန်တော်တို့ရ ဟုတ်အဲ့မြန်မာနိုင်ငံမှာကြာတော့ဒါပထမဆုံးကပထမဆုံးပဲလို့ပြောတယ်ဗျဟုတ်ဒီမှာဆိုသတင်းတောက်တယ်လေအဲကျွန်တော်ကဒါချိုင်းနာနိုင်ငံကသတင်းတောက်တယ်အဲထိုင်းနိုင်ငံတော့ကျွန်တော်မေးကမေးရပြီပေါ့ကျွန်တော်ကြတော့ဘလို့ဟိုစ조사ခဲ့တော့ဆိုတဲ့ခါကြတော့အောင်မြောင်ကျွန်တော်လုံမယ်ကျွန်တော်တို့ဒီလယ်သမားတွေတိုးတက်ရမှာပေါ့အဲအသီးစိမ့်နဲ့ကျွန်တော်ကလုတ်ခဲ့တာမနက်ခင်းပိုင်းဆိုတော့လမ်းလျှောက်ပြတယ်လယ်တော့မှာပဲလျှောက်တယ်လယ်ခွင့်ကြည့်ရင်းနဲ့ ချိန်ထထသွားတယ်အခုချိန်ကျွန်တော်9နာရီဝယ်6နာရီဆိုသွားပြီပုံမှန်ပဲပုံမှန်ပဲအာမစင်းနဲ့တည်းဆိုရှာမစီဘူးရှိမစီဘူးဆရာတော်တော်ကစားတယ်ကျမလေးပါလေးတို့နဲ့တပါးပါးဖာပူတဲ့ချိန်လေးပဲအဲ့တော့မှနင်းတဲ့သက်သန်လိုက်ပုတ်ခိုင်းတော့သွားတော့တာဟုတ်မသွားရအောင်မကျဲပါဘူးဟုတ်တယ်ကောအဲ့ဒါကကျွန်တော်အမှန်တရားပဲဟာဟာအဲ့တော့ဒါ နော်ပြောင်းလဲမှုတွေအစစ်စစ်တိုးလာပြန်မယ်ဘဝလုံးဝမမေ့ဘူးကျွန်တော်မမေ့ဘူးဗျကျွန်တော်ခုဆိုရင်တတော့တတနေလို့လည်းအများကြီးရသွားပြီဟိုပွေးပွင့်လင်းလည်းပြောရရင်ကနေ့ဒီဒီမန်းလေးမြေသေးနေပါနဲ့ဆိုကျွန်တော်ဟိုထိုင်စားလို့လည်းရပြီဒါပဲမလို့ကျွန်တော်မနေနိုင်ကျွန်တော်ကဒီစိုက်ပွေးကိုလုတ်ကိုလောရမှာအဒီဒီကနေပြီးလဲခွင့်မသွားလဲဆိုတော့ပြေဦးနဲ့ခြံသွားလို့ပဲလဲသွားနိုင်ရဲ့ ကျွန်တော်ကဒီဒီလေယာဉ်မြေပဲချစ်မြတ်လို့ပဲဒီဒီစိုက်ပျိုးရေးကိုပဲလုပ်နေရမှာတခြားလုပ်တွေပါလေဆိုမိတ်ဆွေပေါင်းသင်းတွေကအဘကြီးလုပ်ပါတာညာကြီးလုပ်ပါတာကျွန်တော်လုံးတကယ်ပြောရမယ်ဆိုလုံးမဆိုကျွန်တော်လုံးထိုင်တယ်ကျွန်တော်ကဒီစိုက်ပျိုးရေးကိုလုံးဝမဆွနှောင်းနိုင်ကျွန်တော်ဒီကျွန်တော်မျိုးသမီးတော်ပြောတယ်အဲသူကြောင်းနေပါတယ်သူလုတ်ချင်တယ်လို့ပါလို့သူတို့လုတ်ချင်လို့လေခွင်းတော့မဆွလွတ်နိုင်ဘူးလို့ကျွန်တော်ကလေမြေပဲလုံးမပြောပြီးသားအာ အဲ့လောက်တောင်ကျွန်တော်ဟာလဲရမြေတွေပေါ့မိဘဘိုးဘပိုင်တဲ့လဲမြေတွေကိုဈေးကောင်းရလဲမရောင်းသိချင်ဘူးတောင်သူလက်ဝက်ကနေပြီးတော့ခုလုံသမကူလီဘွားကိုတော့ကျွန်တော်ကတော့မရောင်းသိချင်ဘူးအဲ့တော့ကိုယ်လဲမြေတွေကိုထိမ့်သိမ်းပါတောင်သူတွေနေနဲ့ကောင်းကောင်းမွန်မွန်စနစ်တကျနဲ့လှုပ်ပါလှုပ်ပြီးတော့ထွက်လာတဲ့သီးနှံတဲ့ဘာနဲ့လှုပ်မဆိုလို့ချင်းမစားတော့ဘူးဆိုတော့မရှိပါဘူးစားတော့ပါဟာမြေဆိုတာတကယ်ရွှေလို့ပြောတာဟာတကယ်မှန်တာပေါ့ဗျာ စိန်ရွှေရဝယ်လို့ရတယ်မြေကနောင်မလွယ်ဘူးဟာ